ပဆန်လုံးဝမချီဘူးတကယ်ပြောတာယုံမှာမဟုတ်မရှိဘူးမရှိရင်ကျွန်တော်ဘိုင်းမောင်းနေရယ်ပဆန်မချီဘူးကျွန်တော်ကျွန်တော်စီကနေလာချင်းရယ်လဲကျွန်တော်ကမကြိုက်ဘူးဘာကြောင့်မကြိုက်ဘူးလဲဆိုတော့ကျွန်တော်ပေးနိုင်ရင်ကျွန်တော်ဟိုဥမာထားပါတော့ပေးလိုက်ပေးနိုင်တဲ့လောက်ကျွန်တော်ပေးလိုက်တယ်ဘာကြောင့်လဲဆိုတော့အခင်မင်မှုအယံပြက်လို့ခင်မင်မှုအယံပြက်တယ်ဆိုတာကလေကိုကတော့အော်သူ့ကိုကူညီပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ပြန်မပေးတဲ့အခါမျိုးကိုကသွားတောင်းရင် မိတ်ဆွေရနေပြီးတော့အလကားနေကိုပစံကိုပြန်တောင်းတဲ့အချိန်မှာရန်သူဖြစ်ရတယ်တူယူရဗောဒါကိုရူကအရန်အဲ့လိုပစံကိုတေးတေးချာချာလေးတုံးတယ်ဆိုတော့ဆုံးတော့ဆိုအရန်ဟွာဖြစ်တာလေးဝဲရလေးအခုဒီစုတက်တက်ထဲမှာတော့မပါသေးဘူးဆိုတော့ဒါကိုကိုကြီးဆရာနေပြီးတော့အတူယူရတာဗောတော့လေချွေးတာတာလည်းမဟုတ်ဘူးကစီးကုတ်တာလည်းမဟုတ်ဘူးပြီးတော့အဲ့လိုဟိုချွေးစုဆောင်တာလည်းမဟုတ်ဘူးအဓိကဘာလဲဆိုတော့ကျွန်တော် financially အရာကျွန်တော်က အဲ့လို management management ကိုကျွန်တော်ကောင်းကောင်းနိုင်တယ်အဓိကက ကျွန်တော်ဟိုးစတယ်ကလည်းကျွန်တော်စအလုပ်စလုပ်တဲ့0နဲ့စခဲ့တဲ့အချိန်တွေရတယ်ကျွန်တော်လက်ထဲမှာပတ်စံပြတ်သွားလို့ပါဆိုပြီးတော့တခြားလူစီကနေပြီးတော့အဲ့လိုပတ်စံချီးရတဲ့အနေအထားမျိုးကျွန်တော်မရှိခဲ့ဘူးကျွန်တော်အဲတလားကိုကျွန်တော်ဟို9000ရရလဲအဲ့9000နဲ့ကျွန်တော်ရအောင်စားပြမယ်မယုံမရှိနဲ့ကျွန်တော်ရအောင်စားပြမယ်ဒီခေတ်တဲကိုပြောရမှာကျွန်တော်စလုပ်တဲ့အချိန်မှာပြောပြရအောင်အဲဥပမာပြောပြရ စကားကိုအကြီးကြီးပြောတာမဟုတ်ရအောင်စားလို့ရတယ်အဓိက management ကောင်းကောင်းနိုင်ဖို့ပဲအရေးကြီးတာဘယ်လောက်ကိုငါစားမယ်ငါရဲ့ဝင်ငွေကဘယ်လောက်ရှိတယ်ငါဘယ်လောက်ပဲသုံးမယ်ဆိုတာဒါ management ကောင်းကောင်းလုပ်နိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ပတ်စံလုံးဝမချီဘူးတကယ်ပြောတာယုံမှာမဟုတ်မရှိဘူးမရှိရင်ကျွန်တော်ဘိုင်းမောင်းနေတယ်ပတ်စံမချီဘူးကျွန်တော်ကျွန်တော်စီကနေလာချင်းရင်လေကျွန်တော်ကမကြိုက်ဘူးဘာကြောင့်မကြိုက်ဘူးလဲဆိုတော့ ျွန်တော်ပေးနိုင်ရင်ကျွန်တော်ဟိုဥမာထားပါတော့ပေးလိုက်ပေးနိုင်တယ်လို့ကျွန်တော်ပေးလိုက်တယ်။ဘာကြောင့်လဲဆိုတော့ခင်မင်မှုအရန်ပြက်လို့ခင်မင်မှုအရန်ပြက်တယ်ဆိုတာကလေကိုကတော့အော်သူ့ကိုကူညီပေးလိုက်တယ်ပေါ့နော်။ဒါပေမဲ့ပြန်မပေးတဲ့အခါမျိုးကိုကသွားတောင်းရင်မိတ်ဆွေရနေပြီးတော့အလကားနေကိုပဆန်ကိုပြန်တောင်းတဲ့အချိန်မှာရန်သူဖြစ်ရတယ်။ဒါတွေကလည်းအတွေ့အကြုံပဲသိလား။အဲ့လိုဆိုတော့တွေ့ခဲ့ကြုံခဲ့ရတာတွေကအလကားနေနဲ့မိတ်ပြတ်သွားတဲ့အခါကျတော့ မကောင်းဘူးအဲ့မှာလာရှိရဲ့အချိန်မှာကိုမအကြောင်းပြချက်လေးတစ်ခုပေးပြီးတော့ဟိုကိုတတ်နိုင်တဲ့လောက်လေးကိုညီလိုက်တာကျေးဇူးတင်ခံရတယ်ချီးပြီးတော့မှပြန်ပြန်တောင်းတဲ့ခါကျရင်အဲ့ကြလို့ရှိရင် မိတ်ကြီးပြက်ပေါ့ဆက်ဆံရေးတွေကပြတ်တောက်ပေါ့အဲ့လိုမျိုးတွေကြုံခဲ့ရဘူးလေဆိုတော့ကျွန်တော်ကမချီးဘူးပေါ့ကိုကိုကြီးကချီးပြီးတော့ပိုင်းနေတယ်ဒါအတူယူရတာပေါ့ဒါကိုရောအရန်အဲ့လို ပဆန်ကိုတည်တည်ချာချာလေးတုံးတယ်ဆိုဆုံးတော့ဆိုအရန်ဟွာဖြစ်တာလေးဝဲရလေးအခုဒီစုတက်တက်ထဲမှာတော့မပါသေးဘူးဆိုတော့ဒါကိုကိုကြီးဆရာနေပြီးတော့အတူယူရတာပေါ့ဇယုံးကကြတော့ကျွန်တော်တို့ရဲ့ဒါဂျူနီယာညီမငယ်ငယ်လေးတွေဒီမှာပါတာပေါ့နော်ငယ်ငယ်လေးဒါတသစ္စာမင်းသမီးလေးတွေပေါ့အဲတခါမှတော့အဲ့လိုမျိုးရိုက်ကူးရေးမှာတော့မစုံဘူးဒါပေမဲ့အပြင်ဒီ social network မှာတော့ဒါကျွန်တော်တို့တွေကဟိုမိတ်ဆွေပေါင်းတဲ့နေဒီ mutual ဖြစ်တဲ့ခါကျတော့ဆုံကြတွေ့ကြတာလေးရရှိရပေါ့ဟုတ်အိမ်မှာ အဲ့လိုအမြဲပြောဖြစ်တယ်တွဲရိုက်ချင်တယ်မင်းသားထဲမှာကိုကောင်းမဆန်ပါဟုတ်တယ်ပြီးတော့ဆောင်းတော့ဒီ MRT4 မှာဆောင်းရှောက်ဖြစ်တာဆိုလို့ရှိရင်ကိုကောင်းမဆန်တို့ကကြည့်ပြီးတော့မင်းသမီးဖြစ်ချင်တာ MRT4 ရဲ့ဇလန်းတွေမင်းသမီးဖြစ်ချင်တာပေါ့နော်ငငယ်လေးတွေဟုတ်တယ်ငငယ်လေးတွေအဆောင်းကိုရမရှိသေးရဲ့အဲ့တော့ဆိုရှိဒီတိုင်းပဲတကယ်ဒီတိုင်းပါပဲဟာပို့တော်နုလားတည်းဟုတ်တယ်